ိုက်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အနာသလုံးပေါင်းချင်းပရိပင်းရှိပရိ၆လုံးကိုပြန်လည်ပြောင်းတက်မှာဖြစ်ပါတယ်ဗောနော်နံပါတ်38ကနေစကြည့်အောင်ဗောနော်နံပါတ်38မှာကျွန်တော်ခွန်9တုံညာနေ34အနာသလုံးပေါင်းချင်းပရိဖြစ်ပါတယ်ဒီမှာ300ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီခွန်နဲ့ခွန်ပေါင်းချင်းဒီ၄ပရိဖြစ်ပါတယ်ခွန်နဲ့ခွန်ပေါင်းချင်း၄ပရိဖြစ်ပါတယ်ခင်ဗျာ ့ထပ်နံပါတ်39မှာဆိုရင်ခွန်ကူတုံမြန်နေ3လေးပြိပိတ်ထားရတယ်ပေါ့နော်3ခွန်ခွန်ပြီးတော့နောက်ထပ်ကြိမ်မှာက8 9 4ဆိုပြီးဖြစ်ပါတယ်8 9 4ဆိုတဲ့အတွက်ဒီအနောက်နှလုံးပေါင်း9နဲ့4ပေါင်းရှင်းက73ပြိဖြစ်ပါတယ်နောက်နံပါတ်40နံပါတ်40မှာကျွန်တော်နေလေ9 8 9အနောင်တလုံးပေါင်းရှင်ပြည်ရတယ်ပေါ့နော်3ခွခွ8 9လေးပြီးတော့အနောက်ထပ်ကြိမ်မှာ9 6 3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 6 3ဆိုတဲ့အတွက်ဒီ6ရဲ့3ရဲ့ပေါင်းရှင်ဒီ ကောပရိတ်ဖြစ်ပါတယ်။နံပါတ်40နဲ့တက်မှာ3568939တောင်းအောင်နှလုံးပေါင်းရှင်ပရိတ်ဖြစ်ပါတယ်။69လေး96တုံးပြီးတော့68ခွန်ရှိပြီးဖြစ်ပါတယ်ခင်ဗျာ68ခွန်ပါနော်ဆိုတော့ကျွန်တော်ဒီ8နဲ့ခွန်ပေါင်းရှင်က15ပရိတ်ဖြစ်ပါတယ်8ခွန်ပေါင်းရှင်15ပါနော်ပြီးတော့ဒီ68 9 3အနန္တလုံးပေါင်းရှင်ပရိတ်မှာ68ခွန်ပြီးတော့2 2ခွန်ရှိပြီးဖြစ်ပါတယ် ဒါကြောင့်မို့ဒီနေ့ရခွန်ရဒီနှလုံးပေါင်းရှင်ဒီကိုဖြစ်ပါရခင်ဗျာနံပါတ်43မှာ3368ရှင်အနန္တလုံးပေါင်းရှင်ပြိစပြဖြစ်ပါတယ်နေ့နေ့ခွန်ပြီးတော့388ဖြစ်ပါရခင်ဗျာဒါကြောင့်မို့ဒီအနန္တလုံးပေါင်း8ရ8ရပေါင်းရှင်ဒီ16ပြိဖြစ်ပါရခင်ဗျာတပန်းနောက်ထပ်ဒီ3569တုံများအနန္တလုံးပေါင်းရှင်ပြိမှာ388ပြီးတော့3 3 9ဆိုပြီးဖြစ်ပါတယ်ပေါ့နော် ဒါကြောင့်မို့ဒီအနောက်တလုံးပေါင်း၃ညရဲ့၉ရဲ့ပေါင်းရှင်ဒီ၉ဖြစ်ပါတယ်။နံပါတ်45မှာကျတော့2 5 4 8 9အနောက်တလုံးပေါင်းရှင်ပြိပဖြစ်ပါတယ်ပေါ့နော်။နေလင်းက869အနန္တလုံးပေါင်းရှင်ပြိဖြစ်ပါတယ်။အဲဒီမှာ3တောညာကိုပြီးတော့35နေစုပြီးဖြစ်ပါတယ်။ဒါတင်လို့လေးခြားရတာဖြစ်ပါတယ်ပေါ့နော်။9ရက်နေရက်ပေါင်းရှင်ဒီ9ပြိဖြစ်ပါတယ်။โอเคနောက်ထပ်ကျွန်တော် 0364068အနန္တလုံးပေါင်းရှင်ပြိမာ3ငါနေပြီးတော့39နှစ်ဆိုပြီးဖြစ်ပါတယ်39နှစ်ဆိုရအတွက်ဒီအလေးနဲ့အပိတ်နှလုံးပေါင်းရှင်ဒီ9နဲ့နေပေါင်းရှင်က7ပြိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဒီ9839ဒီနှစ်အနန္တလုံးပေါင်းရှင်ပြိမာ39နှစ်ပြီးတော့နေ6ဆိုပြီးဖြစ်ပါတယ်နေ6ဆိုရအတွက်ဒီ6ရဲ့နှလုံးပေါင်းရှင်3ညပြိဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဒီ9တနစ်၄5 6အနန္တလုံးပေါင်းရှင်ပြိမာနှစ်လေး6ပြီးတော့3နှစ်4ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ဒီနှစ်နဲ့ဒီ၄နဲ့ပေါင်းရှင်ဒီ6ပြိဖြစ်ပါတယ်၄6ခွန်9တော်များဒီအနန္တလုံးပေါင်းရှင်ပြိမာ3နှစ်လေးပြီးတော့8 5နှစ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ9ရဲ့2ရဲ့ပေါင်းရှင်က9ပြိဖြစ်ပါတယ်ခင်ဗျာ ်ရှောက်ရှေကိုတင်းနေတော့အနန္တလုံးပေါင်းရှင်ပြိထက်ရတယ်ပေါ့နော်ရှင်ငါနေပြီးတော့ရှေ65ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ဒီ6ရယ်9ရယ်နှလုံးပေါင်းရှင်ဒီစက်တိပြိဖြစ်ပါတယ်ရှေ65ပြီးတော့ကျွန်တော်ဒီတေလေးရှောက်ခွန်ကိုတုံများဒီအနန္တလုံးပေါင်းရှင်ပြိမှာရှေ65ပြီးတော့3 5 6ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့9ရယ်6ပေါင်းရှင်ဒီစက်တိပြိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 3 5 6ပြီးတော့6 4 6ဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တစ်ချိန်မှာ6 4 6ဖြစ်ပါတယ်6 4 6လို့ပြမှာ၄ရ6ရပေါင်းရှင်းသည်တစ်စိပြိတ်ဖြစ်ပါတယ်နံပါတ်53 3 3 3 5 6ခုအနန္တလုံးပေါင်းရှင်းပြိတ်မှာ6 4 6ပြီးတော့9ခွန်6စပြိဖြစ်ပါတယ်ဒါကြောင့်မို့အနန္တလုံးပေါင်းခွန်6ပေါင်းရှင်းသည်15ပြိတ်ဖြစ်ပါတယ်ခင်ဗျာ၄၄၅ခွန်6 9အနန္တလုံးပေါင်းရှင်းပြိတ်မှာ ကျွန်တော်တို့ကိုးခွန်ရှိပြီးတော့6 9 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့အဲ့ဒီမှာတော့9နဲ့6ပေါင်းရှင်းဒီ15ပြည့်ဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီ20ချိန်မှာတော့ကျွန်တော်ဤအရာ90နဲ့5ချိန်အထိပေါ့နော်ဤအရာ83935အနောက်နှလုံးပေါင်းရှင်းပြည့်ဆိုပြီးဖြစ်ပါတယ်โอเคဒါလေးကိုကျွန်တော်သူ့ရဲ့ဤကိုပေါ့နော်အတူတူဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ပင်ရှိအနောက်နှလုံးပေါင်းရှင်းပြည့်6လုံးဖြစ်ပါတယ် ခုလိုလိုစေတော့အချိန်ရအဖြစ်90နဲ့၄ချိန်အထိပြပြင်းလုံးဝမရှိသေးဘူးပေါ့နော်။ဒါဆိုရင်ကျွန်တော်သူ့ရဲ့နီးကိုလေ့လာကြည့်မယ်ပေါ့နော်။7 3 9 3 4 5ဆိုပြီးဖြစ်ပါတယ်။ Okay ဒါလေးကသူ့ရဲ့နီးလေးဖြစ်ပါတယ်ပေါ့နော်။သူ့ရဲ့နီးလေးကိုကျွန်တော်6လေး6ကနေစပြီးလေ့လာကြည့်အောင်။ဒီမှာ6ကို3ညနဲ့မြောက်ထားတာဆိုရင်3ညအလေးနဲ့6ပေါင်းရှင်းက10၊လေးနဲ့ချိန်ပေါင်းရှင်းဒီ8 93.55ကိုနင်းနေပေါင်းရှင်းသည့်93.55နေပေါင်းရှင်းသည့်ခုနှစ်ဖြစ်ပါတယ်ဗောနော်93.55နေနေပေါင်းရှင်းခွနောက်ထပ်ဒီခုနှစ်ကတစ်ကြိမ်ပြီးရင်3ကြိမ်ပေါင်းရှင်းချောက်ကိုနင်းနေထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာအားဆိုရင်ခုနှစ်ခုပေါင်းရှင်း14ချောက်နဲ့ပေါင်းရှင်း30ရှေ့ရဲ့နေ့ရဲ့ပေါင်း30ဖြစ်ပါတယ်ဒါကြောင့်မို့ကြတာလေးတုံညာကိုနင်းနေပေါင်းရတာဖြစ်ပါလေခင်ဗျာတုံညာကိုနင်းပေါင်းတာနိနိကိုတိတူတာ၃ 3ကိုနိပေါင်းရှင်းတင်9 6ခုတုံညာနိတုံ9 6ခုမှာ9 8ဆိုတဲ့အတွက်ကြောင့်မို့ဒီခွန်ရဲ့ရှေ့ရဲ့နှလုံးပေါင်းရှင်းတင်9ပြည်ဖြစ်ပါတယ်။ဒါကြောင့်မို့တုံညာနိတုံ9 6ခုမှာ9 8ပေါ့နော်။ဒီမှာရေးပြထားတာဖြစ်ပါတယ်။တုံညာနှစ်3 96ခုမှာ98 98.55ပြီးတော့ဒီနှစ်လေး989ဆိုတာလေးကိုဆက်ကြည့်အောင်ပါနော်။66လီဒီ40နဲ့ရှင်းဖြစ်ပါတယ်။ ရှောင်းနေကိုပေါင်းတာက15ခုနှစ်ကြိမ်ပေါင်းရှင်းဒီ14ပေါ့နော်9 3ကြိမ်15 9နှစ်ပေါင်းရှင်းဒီ9ခုနှစ်ပြီးရင်ဒီမှာ6ကတစ်ကြိမ်ဖြစ်ပါတယ်9နှစ်ကြိမ်ပေါင်းရှင်း30ကိုအနောက်မှာရှိတဲ့နေနဲ့ထပ်ပေါင်းတာ7နှစ်ရတယ်ပေါ့နော်နှစ်ပေကြီးမှာဖြစ်ပါတယ်အဲဆိုရင်ဒီရှိရဒီနေ့ရပေါင်း30 4နှစ်6ပေါင်းရှင်း30 9ခုပေါင်းရှင်း7နှစ်ဆိုပြီးရပါတယ်ဒါကြောင့်မို့နှစ်ကိုနေနဲ့ပေါင်းရှင်းဒီ4 5ငါ့ကိုနေပေါင်းရှင်းခွန်8 9ပေါ့နော် အဲ့နေလေ9ခွန်8ခုအနန္တလုံးပေါင်းရှင်ပြိမာရှောက်ကိုရှောက်ဆိုတဲ့အတွက်ကိုနဲ့ရှောက်ပေါင်းရှင်ဒီ15ပြိဖြစ်ပါတယ်။ဒါကြောင့်မို့ဒီမှာနေလေ9ခွန်8ခုပြိဆိုပြီးရေးပြထားတာဖြစ်ပါတယ်။ထိုင်ပြီးတော့8သုံးညာ3 3 5ဆိုတာလေးကိုဆက်ကြည့်အောင်ပါနော်။ဒီသုံးညာကိုကျွန်တော်6နဲ့မြောက်မှာဖြစ်ပါတယ်။ပြီးရင်ဒီ6မှာတစ်ချိန်ဆိုတဲ့အတွက်ဒီ9မှာတစ်ချိန်ဖြစ်မယ်ပေါ့နော်။ ပြီးရင်ကျွန်တော်ထိတ်ဆီးကိုးမှာတစ်ကြိမ်ဒီအလဲကိုးမှာနှစ်ကြိမ်ပြီးရင်ဒီငါးဟုတ်သုံးကြိမ်ဆွဲအတွက်ဒီငါးဟုတ်သုံးကြိမ်နှစ်မှာတစ်ကြိမ်ဆွဲအတွက်ဒီတင်မှာပေါ့နော်ဒီ၆မှာတစ်ကြိမ်ဆွဲအတွက်လေးမှာတစ်ကြိမ်အလဲခုနှစ်ကိုသုံးနေမြောက်မယ်၆မှာနှစ်ကြိမ်အပေါင်းနှစ်စပြီးဖြစ်ပါတယ်ခင်ဗျာပေတာဆွင်း၆တောင်ညာလေးတောင်ညာကိုးနဲ့၆ပေါင်းရှင်းဒီ15ဖြစ်ပါတယ်ခင်ဗျာကိုးနှစ်ကြိမ်ပေါင်းတာက78 9 3 5ကိုတင်နေပေါင်းတာ16 6ပြည့်မြောက်ပါနော် ဒီမှာလက်ရတစ်ကြိမ်ဖြစ်ပါတယ်။ခွန်၃ကြိမ်ပေါင်းတာက20နဲ့တိကိုတိပေးကြည့်ပြီးတော့6နှစ်ကြိမ်စနစ်ကိုအနောက်မှာရှိတဲ့အနည်းနဲ့ထပ်ပေါင်းသွားမှာဖြစ်တယ်ခင်ဗျာ။အဲဆိုရင်၄ရ6ရပေါင်း30 8ရ2ရပေါင်းရှင်30ဒီ9နဲ့တိပေါင်းရှင်6 6နဲ့2ပေါင်းရှင်8ဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့ရှစ်ကိုဘောကလူမျိုးပဲနိနဲ့ထပ်ပေါင်းတော့ရှင်းနဲ့နိပေါင်းရှင်းဒီ30တိတိကိုနိနဲ့ပေါင်းရှင်းဒီ3 4 5 839035အနောက်နှလုံးပေါင်းရှင်ပြိစုပြီးဖြစ်ပါရခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်မှာ839035အနောက်နှလုံးပေါင်းရှင်ပြိရတာဖြစ်ပါရခင်ဗျာ။ Okay ဒါကတော့နီးနောက်ထပ်နီးအတိတ်မျိုးဖြစ်ပါရခင်ဗျာ။ကျွန်တော်နီးအဟောင်းကိုဆက်ပြီးကြည့်အောင်ပေါ့နော်။ Okay ဒါလေးကတော့ကျွန်တော်အနောက်နှလုံးပေါင်းရှင်ပြိနီးအဟောင်းဖြစ်ပါတယ်ပေါ့နော်။ ဒီရှိတဲ့တဲ့ရှိကိုလေး၅လေးတုံးကိုမှာဆိုရင်တစ်ကို၅နှစ်ပေါင်း၆ရှောင်းနဲ့၄ပေါင်း၃၀ဒီမှာ၃တလုံးကျန်နေအတွက်၃လေးလေးကိုနှစ်ပေါင်း၆ရှောင်းတီတူခွန်ခွန်ကိုနှစ်ပေါင်း၉၃၀၃၄၆ခွန်၉တုံးမြောက်မှာ၅၆၃ဆိုရတဲ့၆၃ပေါင်းရှင်ကို၆ရှစ်ခွန်မှာလည်း၈ခွန်ပေါင်းတာ၅နှစ်ခွန်ပေါင်း၉ချစ်ရှစ်ပေါင်းတာ၁၆တုံညာနဲ့၉ပေါင်းရှင်ဒီကို၅ရဲ့နှစ်ရဲ့ပေါင်းရှင်ခွန်၉နဲ့နှစ်ပေါင်းတာ၁၇ လေးနန်းရှောက်ပေါင်းရှင်းတစ်စိဆိုပြီးတော့တောက်လျှောက်ဦးကနေဆဲပဲဖြစ်ပါတယ်ခင်ဗျာโอเคပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်က689တင်းနဲ့အနန္တလုံးပေါင်းရှင်းပြိမှာ69ရှောက်ရွှေအတွက်69နဲ့6ပေါင်းရှင်းဒီ15ပြိပေါ့နော်ဒီတစ်ပတ်မှာ83ည134အနန္တလုံးပေါင်းရှင်းပြိဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ83ည83ည134ဆိုတော့ဒီမှာじゃ83ည135 83ည 3 4 5ဆိုတဲ့အတွက်ကျွန်တော်ပရိတ်ကတော့8တုံညာ3 4 5ပုံသူပရိတ်5လုံးဖြစ်သွားမယ်ပေါ့နော်။ Okay ဒီအပေါ်ရှောက်ကိုရှောက်တဲ့ပြင်မှာကြတော့2 4 5 8 9 2 4 5နှစ်ပါတယ်ပေါ့နော်။2 4 5 8 9ဆိုတော့ပုံသူပရိတ်ကျွန်တော်လေးလုံးရတယ်ပေါ့နော်။ဒီခရီးတစ်ပတ်ဒီနည်းနှမျိုးဆိုရင်လေးလုံးရတယ်။ဒီတစ်ပတ်မှာတော့5လုံးဖြစ်နေတယ်ပေါ့နော်။ဒီ ကိုခွန်ရှိတဲ့ပြင်ပါလေ၃ညာနေ၃၅လျှောက်ခွန်၃ညာနေ၃၅လျှောက်ခွန်ဆိုတော့ဒီပုံတူပရိတ်ဒီမှာကျတော့ငါ၃လုံးပဲရှိတယ်ဗောနော်ဒီတစ်ပတ်မှာတော့ပုံတူပရိတ်များတော့တယ်ဗောနော်ငါလုံးအထီးရှိတာဖြစ်ပါတယ်၈၃ညာ၃၃လေးငါ၈၃ညာ၃၃လေးပုံတူပရိတ်ဖြစ်ပါတယ်ခင်ဗျာโอเคအနောက်နှလုံးပေါင်းရှင်ပရိတ်၈၃ညာ၃၃လေးဖြစ်မယ်ဗောနော် ။ Okay ဒါလေးကိုကျွန်တော်မေရှင်များအထောက်အကူရအောင်။ရွယ်ရွယ်ပြီးတော့ပြန်လည်မျှဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်မေရှင်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။